ဘွားရဲ့ profile ဆရာကောင်းတဲ့နေရာတော့ EAD ဘဏ်နဲ့ MPU credit card နဲ့ဖြတ်သားလိုက်ပါ EAD ဘဏ် ခောက်ရွှေတစ်ချက်သားကို13000ကျော်အထိဖြစ်ခဲ့တဲ့ဒီကနေ့ဂျွန်16ရက်နေ့ရွှေစည်းဟာမြန်မာနိုင်ငံမှာအမြင့်ဆုံးစံချိန်ဖြစ်ခဲ့တယ်လို့မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းရဲ့အတွင်းရေးမှူးကဆိုပါတယ်ရွှေတစ်ချက်သားကိုအမြင့်ဆုံးအနေနဲ့ကျပ်13500ထိပဲဖြစ်ခဲ့မှုပဲမယ်။ကမ္ဘာပံရဲ့အတုံးလုံးမြင့်တက်မှုမရှိတဲ့သမတ်ချက်ကြောင့်အခုလိုရွှေဝဲလိုအားတွေတကမ္ဘာလုံးတိုးမြင့်ခဲ့ပြီးနောက်ကမ္ဘာရွှေစည်းနှုန်းမြင့်တက်လာပြီးမြမရွှေစည်းပါလိုက်ပါမြင့်တက်ခဲ့တယ်လို့ရွှေလုပ်ငန်းရှင်များအသင်းရဲ့အတွင်းရေးမှူးဖြစ်သူဦးကျော်ဝင်းကအခုလိုပြောပါရယ်။ ဈေးကွက်အခြေအနေကတော့ဟိုဟိုပြုံးနေတက်တာလည်းခေါ်တာပေါ့နော်။ဒါပေမဲ့ဥရောနိုင်ငံတက်တာမဟုတ်ပါအဓိကဒီကမ္ဘာရွှေဈေးကတက်သွားတာပေါ့။ဒီကမ္ဘာရွှေဈေးကလည်းမနေ့ကမနေ့ကကျွန်တော်တို့ဒီ American ဘောပန်းနေပြီး policy မပြောင်းဘူးဆိုတော့ကျင်ရချက်ထွက်ပြီးကြတဲ့ကမ္ဘာရွှေဈေးကတအားတက်သွားတာပေါ့။အဲမြန်မာပြည်ရွှေဈေးကွက်ကတော့လက်ရှိနေထားတော့ပြောင်းလဲမှုတော့တကယ်တော့မရှိဘူး။အဲလက်ရှိတက်နေတဲ့ရွှေစည်းတော့ကမ္ဘာရွှေစည်းတက်သွားတယ်ဒီမှာလိုက်တက်တယ်အဲ့လိုနေထားတော့ရှိတယ် ဆိုတော့ကျွန်တော်တို့နိုင်ငံမှာအခုမိုးဝင်လာပြီပေါ့မိုးဝင်လာတော့နည်းနည်းရွှေထုတ်လုပ်မှုလည်းနည်းနည်းအားနေတော့တဲ့သဘောရှိတယ်။ဒါပါရွှေထုတ်အားနေသွားတာပေါ့ဒီဟာလည်း factor တစ်ခုရှိတယ်ပေါ့ဒါပေမဲ့အဓိက factor ကကမ္ဘာရွှေဈေးတက်လို့ဖြစ်တာပါဒီလိုရွှေဈေးတက်ခဲ့ပေမဲ့ကျောင်းဖွင့်ရာသီဖြစ်လို့ဝယ်လို့အားသိမ့်ရှိပဲဈေးကွက်မှာအယောင်အေးနေတယ်လို့လည်းဆက်လက်ပြောပါရစေ မြန်မာနိုင်ငံရဲ့ရွှေဈေးနှုန်းအတက်ကြာဟာကမ္ဘာရွှေဈေးအတက်ကြာပေါ်မူတည်ပြီးပြောင်းလဲမှုဖြစ်ပေါ်နေတာဖြစ်ပြီးအခုလိုကမ္ဘာရွှေဈေးတအောင်စာကိုဒေါ်လာ1300အထိတက်လာချိန်မှာတော့ပြည်တွင်းရွှေဈေးကလည်းစံချိန်တင်မြင့်တက်ခဲ့တာဖြစ်တယ်လို့ပြောပါရယ်ပြည်တွင်းအခောက်ရွှေဈေးဟာဂျွန်13ရက်မှာတစ်ချက်သားကို73500ရှိခဲ့ပြီးဒီနေ့ဂျွန်16ရက်မှာတော့ကမ္ဘာရွှေဈေးမြင့်တက်လာတာကြောင့်တစ်ချက်သားကို အဖွင့်ဈေးကျပ်13,800ရှိခဲ့ကအပိတ်ဈေးမှာကျပ်13,900နဲ့ဈေးပိတ်ခဲ့ပါဗျ။